အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့ညတော့စာရေးသူယမင်းကမ္လူရဲ့ဝါမဲ့စိတ်နဲ့ကဝေမာလေးရှင်ညူပါဝင်တော့အောက်စုရွာမှာကဝေညီအမဆိုတဲ့ပရဂံဘီယာဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခမ ya အားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခမ ya ဒေါ်နော်ခန်းဒီသူ့ချီလွယ်အကြီးကိုလွဲကတောင်ထိုးရွာတဲ့သူခြေလန်းကြီးကြီးဖြင့်ဝင်ရောက်လာခဲ့တယ်ဟော လဲလားလားဒေါ်တော်ခန်းကိုတောင်ထွန်းတရွာလုံးကတင်းနေကြပြီဖြစ်၍လမ်း၌တွေ့သူတိုင်းကလိုလိုပင်ဒေါ်တော်ခန်းကိုနှုတ်ဆက်ကြလေတယ်ဒေါ်တော်ခန်းကတော့ပြုံးပြီပြလိုက်ခေါင်းကိုညှိပြလိုက်ဖြင့်ဆက်၍လျှောက်လာခဲ့တယ်။ဝါမဲစိန်ကြီးအင်စီတို့ဒေါ်တော်ခန်းတမ်းမက်စွာရောက်လာခဲ့လေတယ်။အမေကြီးထိုကဲ့သို့ခေါ်ပြီးခြံဝိုင်းထဲသို့ဒေါ်တော်ခန်းဝင်လာခဲ့တယ်။အိမ်၌လည်းရှင်ညိုတယောက်တည်းသာရှိပြီတယ်။ရှင်ညိုသည်ကွက်ပြစ်ခင်း၌ထိုင်ကဓာတ်တက်လက်ဖြင့် ကျက်သွန်ဒီများကိုခွာယူနေခဲ့တယ်။နင်းဘာလုပ်လဲ။အမေကြီးတို့ကရောဘယ်သွားရလဲ။ဒေါ်တော်ခန်းကရှင်ညိုကိုစိုက်ကြည့်၍မေးလိုက်တော့ရှင်ညိုကလည်းဒေါ်တော်ခန်းကိုကြည့်၍နေပါဦး။သူများခြံဝိုင်းထဲဝင်လာပြီးဘာလာမင်းနေရလဲ။တော်ကရောဘာလုပ်လဲ။ဆိုကခက်ဆစွာပင် ပြန်မေးလိုက်တယ်။တော်တော်ခန်းဒီရှင်ညိုကိုစိုက်ကြည့်၍အကဲခတ်နေခဲ့တယ်။နေငါလဲတာမန်လူမဟုတ်ပါလား။ ပြောစမ်းကောင်းပါလိနင်းဘူးလေတော်ကလည်းတာမန်လူမဟုတ်ပါဘူးကြီးတော်ပြောစမ်းမအောင်သူများခြံဝိုင်းနဲ့ကျူးကျော်ဝင်လာတဲ့ကိစ္စအုပ်ရှင်ညိုကလည်းဒေါ်တော်ခန်းကိုနည်းနည်းလေးမှအကြောမခံပေပြန်ကပြောလိတယ်ဒေါ်တော်ခန်းမှရှင်ညိုကိုကြည့်၍စိတ်ဆိုးရမလို့လို့ရရမလို့လို့ဖြစ်နေချာတယ်ငါကဒီအိမ်ပိုင်ရှင်ဘွားမဲ့ဆိုင်ရင်ဝေးစားသမီးဒေါ်တော်ခန်းဆိုတာဟောဒီတီဝါလုံးကသိရင်ညီးပဲမသိရား ဆိုကဒေါ်တော်ခန်းကပြောလီတော်မှာရှင်ညိုကြီးအမူအရာပြောင်းလဲသွားပြီဒါဆိုတောင်ချီရွာကအကြီးတော်ခန်းဆိုရလားအေးဟုတ်တယ်အကြီးလားနာထိုင်မောင်ကအကြီးရေကျုံမသိလို့ပါခဏတော့အဘွားတို့ကိုတွားခေါ်ပေးပါမယ်သူကဲ့သို့ပြောကရှင်ညိုဒီကွက်ပြစ်ခင်းပေါ်မှာဆင်း၍ဒေါ်တော်ခန်းရဲ့စကားကိုပင်မဆောင်တော့ပဲခြံဝိုင်းပြင်သူအပြေးထွက်သွားတော့တယ်ဒေါ်တော်ခန်းကလည်းကွက်ပြစ်နာရင်ွေးချမ်းတောင်းရင်ထိုင်ခါစောင့်နေခဲ့တယ် နားမြကြလီတို့ဘွားမဲ့စိန်နေရှင်ညူတို့ရောက်လာကြလီတယ်ရောက်တာကြာပြီလားတမီမကြာသေးပါဘူးအမေကြီးရေအေးဘွားတို့လည်းအလူဝင်ရှိရနဲ့စကားပြောရင်အလူအိမ်မှာသွားထိုင်နေကြတာညီအမတို့လည်းတော့ကြနေဆိုပြန်လာတော့မှာဟုတ်ကဲ့မေကြီးအော်ဒါနဲ့ကျုပ်ကိုပြောပါအောင်သူကဘယ်သူလဲမေကြီးဆိုကဒေါ်တော်ခန်းကမေလိတို့ရှင်ညူငိန်နေလိုက်တယ်သူကလား ဝါရဲ့တမီးလူဖြစ်နေပါပြီ။နံမီကရှင်ညိုးတဲ့သူ့ခင်ဗျာနဲ့ညီအကြောင်းတွေကိုပြောပြထားတော့တွေ့ကျင်နေရှာတာ။ထိုကဒေါ်တော်ခန်းကရင်ွေးချမ်းတောင်းရင်ခေါင်းညှိပြလေတယ်။အဘွားကျုပ်အကြီးတို့စီကိုသွားလိုက်အောင်။မာသွားလို့မလို့လေတမီရဲ့သူတို့လေတော်နေဆိုပြန်လာကြတော့မှာပဲဟောက်။ခဏလေးပါပဲဘွားကြီး။ရှင်ညိုးကထုတ်ကဲသူပြောပြီးခြံဝိုင်းထဲမှာထွက်သွားတော့လေ။ အမေကြီးရဲ့မွေးစားသမီးကတာမန်တော့မဟုတ်ဘူးနော်တာမန်မဟုတ်လို့ဝါအနာကိုခေါ်ပြီးတော့တင်စရာရှိတာတင်နေရတာပေါ့သမီးရဲ့အဲအကူလဲကြည့်ရတာသူ့အကြောင်းကိုငါသမီးသိအောင်လို့လလက်ပြောနိုင်မှုထွက်သွားပြီးတာနေမှာသူ့အကြောင်းကဘာတွေထွေထူးနေလို့လဲအမေကြီးရဲ့ဒေါ်နော်ခန်းကထိုကဲသူ့ကိုပြောလာတော့ဝါမက်စိန်လဲရှင်ညိုကြီးဘွားအကြောင်းဟာဒေါ်နော်ခန်းသိစီရင်ပြန်ကပြောပြရှာတယ် ဝါမက်စိန်ပြောပြသောအကြောင်းအရာများကိုနားထောင်ပြီးနောက်ဒေါ်နော်ခန်းသည်ရှင်ညိုဤဘဝကိုတနားယူလာခဲ့တယ်။ရှင်ညိုအပေါ်၌လည်းအတွေးမြင်များပြောင်းလဲလာခဲ့တော့တယ်။ဟဲ့နော်ခန်းနေကောင်းတယ်နော်။မိညက်မိညက်ကောမပေါဘူးလား။တော်ဝင်းတို့ပြန်ရောက်လာကြလိမ့်ရေမပေါ့မမဝင်ကျုပ်လည်းအရေးကြီးကိစ္စရှိတော့ထွက်လာရတာဩအေးအေးထမင်းစားမလားအမပြင်လိုက်မယ်လीအ မစားသေးဘူးမမဝင် ကျုပ်အမေကြီးနဲ့စကားရင် ပြောလိုက်ပါဦးမေချင်းညိုနဲ့နန်းချိုင်တို့ကတော့ဌာနခုံတိုင်းဝင်ကားထိုင်နေကြနေရေတော်ဝင်တယောက်အကျန်းကြီးအိုးကိုယူယူမိဖို့တဲ့သူဝင်သွားတော့တယ်ဝါစီကူလာတာအရေးကြီးကိစ္စရှိလို့လားသမီးဝါမက်စိန်ကမိတော့ဒေါ်တော်ခန်းမှာခေါင်းကိုညှိနှိုက်တယ်အရေးကြီးတယ်လို့ပဲပြောရတော့မယ်မိကြီးကျုပ်လည်းတရင်တစ်ခုကြကြချင်းအမေကြီးတို့စီကိုအပြေးလာခဲ့ရတာဘာတရင်များလဲကွ အောက်စုရွာမှာပညာတဲ့ညီအမနှစ်ယောက်ရှိတယ်လို့ကျုပ်သတင်းရတယ်အမေကြီးပညာတဲ့ညီအမကအတော်လေးလေးထက်မြက်ကြတယ်ကျုပ်တို့အတွက်အရေးကြီးတာကတော့အောင်လန်းစီယာတယောက်ကဒီညီမနှစ်ယောက်ကိုအနိုင်ယူပြီးတော့သူတို့ရဲ့ပညာရင်းနဲ့မကောင်းတာတခုလုပ်တော့မေးလို့ကြိုပြီးတော့သတင်းရခဲ့တယ်အမေကြီးဒါကြောင့်ဒီစီယာရောက်မလာခင်ကျုပ်တို့အရင်သွားပြီးတော့ဒီညီအမကိုအနိုင်ယူထားရမယ်အဲကြည့်ရတာ ကဝီမတွေကအတော်လဲပညာထက်မဲ့ပုံပဲဟုတ်တယ်မေကြီးသူတို့ကိုသာအောင်လန်းကောင်ကအနိုင်ရသွားခဲ့ရင် ကျုပ်တို့တွေရင်ဆိုင်မှုအတော်လေးကိုအခက်တွေ့နိုင်တယ်ဒေါ်နော်ခန်းကထိုကဲသူပြောလိတော့အခါဘွားမဲ့စိန်စဉ်းစားနေခဲ့လိတယ်ခဏမျှကြာလိမှဘွားတို့အချိန်ပနဲ့ရရသေးလေသမီးအချိန်ကနှစ်ရက်ပဲရတယ်မေကြီးကျုပ်တီးရတဲ့လောက်တော့ဟိုအကောင်လေးရောက်လာတော့မယ်ပုံပဲဒါဆိုရင်တော့ဘွားတို့ဘက်ကလက်ဦးမှာတော်လိမ့်မယ် ဟုတ်တယ်မေကြီးအင်းဒါဆိုရင်ဒီညနေပဲသွားကြတာပေါ့တမီးနှမ်းကြိုင်ညီအကိုမျိုးကိုသွားခေါ်ချေကွမိဝင်းညီလက်လာခဲ့ဦးဝါမက်စိန်ဒီနန်းကြိုင်ရဲ့ဒေါ်ဝင်းတို့ကိုလုတ်စရာရှိသည့်များအားခိုင်းတော့တယ်နန်းကြိုင်အားမောင်တို့တို့ကိုသွားရီခေါ်စေသလိုဒေါ်ဝင်းကိုလည်းလမ်းခီး၌စားဖို့အစားအသောက်အဆူအချောင်းများကိုပြင်ဆင်ခိုင်းနေတယ်မောင်တို့နဲ့မောင်အောင်တို့ရောက်လာတော့လေဖီးတော်ရမြီကိစ္စနဲ့ ဒီကနေ့ညနေမှာပင်ခရီးတွေ့ကြမည်ဖြစ်ကြောင်းများကိုပြောပြလီတယ်။မောင်တိုးနဲ့မောင်အုံးတို့ပြန်သွားလီတော့မိသည့်စကားကိုမှဝန်ပြောပဲထိုင်နေခဲ့တော့ရှင်ညိုသည်အဘွားကျုပ်ကအဘွားတို့နဲ့အတူတူလိုက်ခဲ့လို့ရမလား။ဆိုကမီလီတို့ဘွားမဲစိန်သည်ဒေါ်တော်ခန်းကိုကြည့်ပြီးဒေါ်တော်ခန်းကလည်းဘွားမဲစိန်၏အမူအရာကိုသဘောပေါက်တယ်။မေကြီးခေါ်ခြင်းတော့ခေါ်ခဲလိုက်ပါသူတယောက်ပို့သွားလို့ကျုပ်တို့အတွက်အခက်အခဲမရှိပါဘူး။ ။သူကဒေါ်တော်ခန်းကပြောလိုက်တယ်။ကဲညီရဲ့အကြီးကလိုက်ခဲ့တဲ့။တမီးလည်းပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့ပေါ့။ဟုတ်ကဲ့ဘွာ။ချင်းညိုဝန်တာအာရပြင်အိမ်ပေါ်တို့တက်သွားတော့တယ်။ညနေရောက်တော့ဘွာမဲစိန်တို့ခရီးထွက်ဖို့အစဉ်သင်ဖြစ်နေကြပြီးမောင်တို့တို့အလာကိုစောင့်နေကြကြတယ်။မမလမ်းမှာဂယူဆိုင်နော်။အေးပါညီမလေးရေမမဂယူဆိုင်မယ်နော်။နန်းကြိုက်မှာရှင်ညိုအနာကပ်၍တို့တို့မှားချားနေရှာတယ်။ မိဝင်ညီတို့သားမိအမေတို့ကိုစိတ်မပူကြနဲ့ညီတို့သားဂယူဆိုင်ကြအိမ်မှာပဲနေကြနော်ကြားလားဟုတ်ကဲ့မိဝါရီကျုပ်တို့လာပြီဗျမောင်တိုးနဲ့မောင်အုံးတို့ရောက်လာကြလိမ့်တယ်ဝါမက်စိန်တို့လည်းလွယ်ဤကိုစီပြင်းလွယ်လို့ထားကြတယ်တခြားသူများထက်အထူးသောဝါမက်စိန်ကသူဤမပါမဖြစ်လက်ဆွဲတော်တောင်ဝေးကြီးကိုထောက်၍ခြံဝိုင်းပြင်စီသို့ထွက်လာခဲ့တော့တယ် ဝါမက်စိန်ကိုမောင်တို့တို့ကလှဲအထက်သို့တွဲကူ၍တင်ပေးကြတယ်။တော်တော်ခန်းနဲ့ရှင်ညိုတို့လည်းနွားလဲပေါ်သို့ရောက်ကြလီတော့အကြီးကျုပ်တို့သွားပြီနော်။မမသွားတော့နော်။ကြင်ကြင်နှုတ်ဆက်ပြီးတော့မှနွားလဲလေးကိုမောင်းထွက်လာခဲ့ကြတယ်။လမ်းခရီး၌လည်းတော်တော်ခန်းကအောက်စုရွာမှကဝင်းကြီးမ ాయి အကြောင်းအရာများကိုဝါမက်စိန်တို့ကိုသိစေရန်ပြောပြပေးရှာတယ်။အောက်စုရွာ၌အတက်အားဖြင့် 30ကျော်အရွယ်ရှိသောပန်းလာနှင့်ပန်းများဆိုသည့်ညီမနှစ်ယောက်ရှိတယ်။ပန်းလာနှင့်ပန်းများကအသက်ကွာခြားကြတော့လေရုပ်အစင်းကတူလာတယ်။အောက်စုရွာ၌ပညာသည်တချို့ရှိပါတော့လေပန်းလာနှင့်ပန်းများကဲ့သို့ပညာမထက်မြတ်ကြပြီ။ပန်းလာနှင့်ပန်းများကတော့ကဝေမားတွေသာဖြစ်ကြလေ။တရွာလုံးကလည်းပန်းလာနှင့်ပန်းများကိုနာမည်ပင်မခေါ်ရဲကြပေ။မမလေးတို့ဟုသာခေါ်ကြလေ။မမလေးရွာပြင်မှာဆရာဆိုတဲ့သူရောက်နေတယ် ပန်းလာနဲ့ပန်းများတို့၏ပညာကိုတည်ထား၍အောင်လန်းစီယာများကလည်းရောက်လာတကြတယ်။ပန်းလာနဲ့ပန်းများတို့မှထိုသူတို့အားကျွာတို့မကတ်နိုင်ရန်သူတို့ပညာဖြင့်တပ်ဖြတ်ပစ်တတ်ကြလေ။အဲမိညူနင်သွားချေဒီစီယာရဲ့အရေးအခြေကိုကြည့်ပြီးတော့တိုက်တင်တိုက်ခဲ့ညီအနောက်မှာငါတို့ရှိနေမယ်။ဟုတ်ကဲ့မမလီသူဤတပဲမှဖြစ်တော့ကျွာကန်ဆုံးမကို လွှတ်၍အောင်လန်းစီယာကိုတိုက်ခိုင်းလေ။ဆုံးမကလည်းထမိန်ကိုဖြီး၍ မုတ်တုံနေတာထိုင်ချကထမိန်ကိုလက်ပြင်ဘေးသို့ဖြန့်လိုက်ရာငှက်တောင်ကြီးကဲ့သို့ပြောင်းလဲသွားခဲ့တယ်။အသွင်ပြောင်းသွားသောလလားငှက်ကြီးသည်ရွာပြင်သို့ပြန်တန်းထွက်ခွာသွားလိမ့်တယ်။ရွာပြင်ဘက်ရှိအောင်လန်းစီယာအားဆုံမကသွား၍ပညာပြိုင်နေတယ်။အောင်လန်းစီယာ၏ပညာများကိုရွာထဲမှကဝေညီမားကလည်းသူတို့၏တပည့်ကိုကာကွယ်၍ပြန်၍တိုက်ထုတ်ပေးလိမ့်တယ်။နောက်ဆုံးမှပညာနှိမ့်သော အောင်လန်းစီယာသည်လည်းကဝေညီမား၏လက်ချက်ဖြင့်တည်ဆုံခဲ့ရရှာတယ်။ ထိုကဲ့သို့ပညာထက်လာသောကဝေညီမအားဒေဝလုံးကကြောက်ကြရလိမ့်ရေ။တို့သောပန်းလာနှင့်ပန်းများတို့မှတပါးသူအပေါ်၌အကြောင်းမဲ့တသက်ရံမှုခြင်းမရှိခဲ့ပေ။အောက်စုရွာသူတို့ချို့ကတော့"ဩကဝေမားတွေကိုကျုပ်တို့ရွာနေ။ဘလို့နှင်ထုတ်ရမလဲမသိပါဘူးတို့။ဒင်းတို့တခုခုလုံးမကိုပဲကျုပ်တို့ကကြောက်နေရတာ။မပန်းထားတို့ကိုမကြေမနက်ဖြစ်နေသူများကလည်းရှိနေပြန်နေ။အဲ့ကောင်မတွေညီတို့ပါဇက်တွေကိုပိတ်ထားကြ။ပန်းလာတို့ညီအမက ညီတို့ကိုဘာလို့နေလို့တုံးဤဝါမှာသူတပည့်တွေကလည်းပေါ်ပါပြီနေဤတော်နေမွေနဲ့ပောက်ခန်းနေမှာတိမ်နေပါမေဟိုကြီးတော့ရေကျုပ်ကတော့ဒင်းတို့ညီမှာရွာထဲမှာထောင်လွှားနေကြတာကိုနည်းနည်းလေးမှကြည့်လို့မရအောင်ဒင်းတို့ကိုနိုင်တဲ့သူပေါ်လာပါစေလို့ကိုဆူတောင်းနေရတော့အေးညီနဲ့တော့ခက်တယ်ဤမထီးတဲ့နာကိုမထီးနဲ့မပြောတဲ့နာကိုမပြောနဲ့အသက်ရှိရနေခြင်းရင်ဒါတွေကိုတီထားကြမပန်းလာနဲ့မပန်းများတို့မှာရွာထဲကလူများ အမြင်မကြည်ကြတာကိုသိကြတော့လေနည်းနည်းလေးမှဂယုမဆိုင်ကြပြီသူတို့ဤနေအိမ်တို့လေအရေးအကြောင်းမရှိဘဲမြည်သူမှမသွားရကြတယ်လို့ရွာထဲရှိခွေးများကပဲမပန်းလာတော့အိမ်အရှိမှမဖြတ်ရကြပြီဒေါ်နောခံပြောပြတော့ကိုဝီညီမကြီးအကြောင်းအရာများကိုနားထောင်အပြီးဝါမဲ့စိန်တို့လည်းခီးတထောင်နားကြလိမ့်ရေနောက်တည့်ရက်မနက်တို့ရောက်လီတော့မှအောက်စုရွာတို့ရောက်လာခဲ့ကြလိမ့်ရေအောက်စုရွာကြီးဘုံကြီးကျောင်း၌ဝါမဲ့စိန်တို့ခွင်တောင်း၍တဲခုကြရာ တယောက်စကားတယောက်နာကြပြီးတွားတဲ့ကသူများကလည်းဘွားမဲ့စိန်တို့ကိုလာ၍ကြီးကြလီတယ်။ဒီကကောင်းလေးတွေဟာအထက်လန်းဆရာတွေများလာတော့မောင်တို့နဲ့မောင်တို့ကိုကြည့်ပြီးတော့ရွာသူများကမေးကြလီတယ်။ဘယ်သူများပြောလိုက်တာလဲဤဘွားတို့ကဒီအတိုင်းခီးသွားပြီပါ။ခီးသွားရင်ပင်မန်းလာလို့လာပြီးတော့တဲခို့တာပါ။ဟုတ်ပါတော့ဒီကောင်းလေးတွေကလီတော်တို့ပြောတဲ့ဆရာဆိုတာနဲ့အတော်လေးဝေးပါရဲ့ ။အိုးမသိပါဘူး။ကိုရင်ကြီးပြောတာတော့တော်တော်ကတရဲတွေဆုံးတွေကိုနှိမ်နေနိုင်တယ်ဆူ။မဟုတ်တာကွယ်။ဝါမက်စိန်တို့ចောင်းနိုင်စီရတော့အားឆောက်ထားရမှာចောင်းရှိကိုရင်များចားသွားပုံရလိမ့်တယ်။ဒါကြောင့်ဝါမက်စိန်တို့ကိုလာပြီးမိကြမြန်းချခြင်းပင်ဖြစ်လိမ့်တယ်။ဝါမက်စိန်နဲ့ဒေါ်တော်ခမ်းမှာမပြောတင်တော့အချိန်ဖြစ်တာကြောင့်ရွာသူများကိုငြင်း၍လွတ်လိုက်ရာရွာသူများမှလည်းလက်လျှော့၍အိမ်သူပြန်သွားကြလိမ့်တယ်။ မမလေးဘုံကြီးเจ้าမှာမိမကြီးတွေရောက်နေမိမကြီးတွေဟုတ်လားသူတို့ကဘာကြီးလဲမပန်းလာတို့ထန်သူရွာထဲမှာဆုံးမရောက်လာခဲ့လေတယ်ကိုရွာသူ ဆုံးမပြောတာကို မပန်းလာတို့စိတ်ဝင်စားနေကြတယ်အင်းကြုံကြားမိတာကတော့အထက်ဆရာကြီးတဲ့မမလေးရဲ့ဒါပေမဲ့ကြုံသွားကြည့်ခိုင်းတဲ့ကောင်မလေးကြီးပြောတာကတော့သူတို့ကမဟုတ်ဘူးလို့အတင်းငင်းနေတယ်လို့ပြောတယ်မမလေး မပန်းလှနဲ့မပန်းများတို့မှလည်းစဉ်းစားနေကြတယ်ကျုပ်တို့ထင်ထားတဲ့အန်ဒီရဲ့ကတော့ရောက်လာပြီနဲ့တူတယ်သူတို့တကယ်အထက်ဆရာတွေဟုတ်မဟုတ်ဒီညနေပဲကျုပ်တို့ကစစ်ကြည့်ရတော့မှာပဲတော်ညိုကျုပ်တို့ခေါ်ရင်လာခဲ့ပါတော်အောက်ကကောင်းမတွေကိုလေပြောတာဟုတ်ကဲ့မမလေးရွာသူဆုံးမတော်ညိုလေပြန်သွားတော့တယ်မပန်းထားနဲ့မပန်းများတို့မှကောင်းချင်းဆိုင်ပြီးတိုင်ပင်နေကြတော့တယ် ဝါမဲ့စိန်တို့မှလည်းဘုံကြီးကျောင်း၌ရှိနေစဉ်ရွာထဲကသူတွေတောင်လာမင်းနေကြပြီဆိုတော့ကဝီမားတွေလည်းတီးမှာပဲဒီတော့ငါသမီးတို့တတိတစ်ချက်မလစ်စီပဲအေချာကြီးဆိုင်ကြတော့ကွယ်ဥက္ကံမေကြီးဝါမဲ့စိန်ကလည်းဒေါနောခန်းတို့ကိုတတိပေးထားတော့တယ်ညနေသူရောက်လီတော့အဘွားလက်သားတွေရွာကိုပတ်ပြီးတော့ပြန်နေကြပြီဒါဆိုရင်သူတို့ရဲ့အနောက်ကိုလိုက်ရတော့မယ်သမီး ဒေနိုကဘွားတို့ကိုသူတို့နဲ့ရင်ဆိုင်ဖို့ခေါ်နေကြပြီဘွားမဲစိန်တို့လည်းလက်ဒါငံများအနောက်သို့လိုက်လာကြရာရွာပြင်သို့ရောက်လာခဲ့ကြတယ်လက်ဒါငံသုံးကောင်မှကောင်းငယ်၌ပြန်ဝဲနေရင်းမှတကောင်သည်မြေပေါ်သို့ဆင်းလာပြီးဆုံးမကြီးတော်ညိုအသွင်သို့ပြောင်းလဲသွားလေတယ်ဒေနိုဒီဘွားကိုဘာလာလောက်ကြာလဲဘွားမဲစိန်တို့ကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်နေလို့အစင်းလေးနဲ့ဟာနဲ့မပြောချင်ဘူး။နေအထက်ကဟာတွေကိုအရင်ခေါ်လိုက် ဆိုကဒေါ်နော်ခန်းကလည်းပြန်ကားပြောလိုက်တယ်။တို့ပေမဲ့ဒေါ်ညိုကခေါင်းမာတယ်။သူ့ဘက်ကအရင်ဒေါ်နော်ခန်းတို့ကို တိုက်ခိုက်လိုက်ရာဒေါ်နော်ခန်းကလည်းမညာတာနိုင်တော့ပဲဒေါ်ညိုကိုပြန်လဲတိုက်ခိုက်တော့တယ်။ဒေါ်နော်ခန်းရဲ့လက်ချက်ဖြင့်ဒေါ်ညိုမှာမြေပေါ်သို့စက်တကင်ငင်ဖြစ်လို့သွားလိမ့်တယ်။ဒေါ်ကကောင်းငင်၌ပြန်ဝဲနေကြတော့တရားငှက်နှကောင်သည်လေမြေပြင်သို့ဆင်းလာကမပန်းထားနဲ့မပန်းမြအသွင်သို့ပြောင်းလဲသွားလိမ့်တယ်။ တော်ညူတော်ကအတော်ညံ့တာပဲဒင်းရဲ့ခေါင်းကသာဆက်နဲ့ပြစ်ပြီးတော့တတ်လိုက်တဲ့စိတ်ထင်းမှညီမလေးရေတော်ညူလည်းဘယ်ဘယ်နိုင်မှမလဲကဲတော်ညူလာလာမပန်းများကတော်ညူခံလိုက်ရ၍ဒေါသထွက်နေရေမပန်းနာကတော့မပန်းများကို နှစ်သက်ရင်တော်ညူကိုကုသပေးလိမ့်တယ်တော်ညူလည်းတကူလုံးနာကျင်၍ညီးတွားနေရှာတယ်ဒီမှာတော်တို့ကပါလေ ဘာကိစ္စဒီရွာကိုရောက်လာကြရလဲဒီမှာခလေးမဘွားတို့လာတာကတော့ညီတို့ညီမနဲ့တွေ့ချင်ုံနေမယ်ဒါပေမဲ့အလွယ်တကူတွေ့လို့ရမယ်လို့မထင်လို့ညီတို့အခွက်ကိုဘွားတို့ကစောင့်နေကြတာအိုးဒင်းတို့ဘာကိစ္စနဲ့ပဲလာလာကျုပ်မသိချင်ဘူးကျုပ်တို့ပိုင်နဲ့ကိုကျူးကျော်လာတဲ့ဒင်းတို့ကိုကျုပ်ပညာနဲ့တပ်ပစ်ချင်နေအပန်းများကဘွားမဲစိန်တို့ကိုဒေါသထွက်နေတယ် မပန်းနှားကလေကဲကျော်တို့နိုင်တယ်လို့ခုခံကြင်လဲခုခံပေါ့ကျုပ်တို့ဘက်ကတော့ကျုပ်တို့အကြောင်းပြရသေးရပေါ့လीသူကဲ့သို့ပြောလို့ပြီးညီမနှစ်ယောက်လုံးကြီးနှုတ်မှာဂါရာရွတ်တံများထွက်ပေါ်လို့လာလေကဲမောင်ရင်တို့တို့ရာကိုသွားနေကြပြီတော့ဝါမက်စိန်ကမောင်တို့တို့ကိုပြောတော့မောင်တို့တို့မှလည်းအနောက်သို့ အပြေးဆုတ်သွားလိမ့်တယ်တပင်းကြီးတပင်းအကွယ်သို့မောင်တို့တို့ရောက်စဉ် မလန်မကန်၌လေရွာကားလူများရောက်နေတာတွေ့လိုက်ကြရတယ်။ထိုအချိန်မပန်းထားနဲ့မပန်းများတို့ဤတပ်များသည်ဘွားမဲစိန်တို့ဤအရှိတူစံတန်ထုတ်လိုက်ရာမပန်းထားတို့ဤလက်အတွင်းမှမိပန်းမိညွတ်များတဖွာဖွာထွက်လာပြီးဘွားမဲစိန်တို့ထံသို့တဟုန်တို့ပြေးဝင်သွားလိမ့်ရေ။ထိုကဒေါ်တော်ခန်းနဲ့ရှင်ညိုတို့ကထိုမိန်းန်းကြီးကို အရှိမကာစီ၍ထားကြလိမ့်ရေ။ဒေါ်တော်ခန်းမှာရှင်ညိုတို့ကိုကြည့်ပြီးအံဩလို့နေခဲ့တယ်။ ရှင်ညိုနဲ့မပန်းလာတို့မှာအပြိုင်ဆိုင်မိတန်းကြီးအားတွန်းကန်နေကြစဉ်ဝါမဲစိန်သည်သူဤတောင်ဝေးကိုမြေပေါ်သို့တစ်ချက်ဆောင်းချလိုက်လီတော့ထိုမိတန်းကြီးသည်တဖြည်းဖြည်းဖြင့်အပေါ်သို့ထောင်ကတက်သွားတော့တယ်သို့တော်မပန်းလာသည်သူဤလက်ကိုဝင်ရန်လိုက်ပြန်တော့မိတန်းကြီးသည်ဝါမဲစိန်တို့အားရဲဝိုင်းတို့ထားပြန်လေပြီးကွင်းကြီးတစ်ခုကဲ့သို့ဝါမဲစိန်တို့ကိုရဲဝိုင်းထားသည်မှာအဝေးကမြင်နေရသောမောင်တို့တို့ပင်အထိတ်တလန့်ဖြစ်နေခဲ့ကြတယ် သို့သောဘွားမဲ့စိန်သည်သူ၏တောင်ဝေးကိုထိုမိတန်းစီသို့ညွှန်၍တောင်ဝေးမှထွက်လာသောအဖြူရောင်ဆက်တန်းများသည်မိတန်းကြီးကိုတဖြည်းဖြည်းဝါးမြူကာဖြက်စီပစ်လိုက်လေသည်မိတန်းများပျောက်ကွယ်သွားလျို့မပန်းလာနဲ့မပန်းများတို့မှမျက်နှာများပြန့်ယုံနေကြလေ။ကဲခလီမာတွင်ဤတို့ထွက်ပြေးမယ်တော့မကြံကြနဲ့ဤ။ဝါမက်စိန်ကထိုကဲ့သို့ပြောလျတော့တရားငှက်ပုံစံပြောင်း၍ပြေးဖို့လုံနေကြတော့မပန်းလာတို့မှအိမ်သွားကြတော့တယ်။ ဒီနားကိုလာကြပါဦးညီတို့စီကိုဘွားတို့လာရတာကညီတို့ ਨੇ ပညာပြိုင်ပြီးညီတို့ရဲ့အသက်ကိုချန်မူခြင်းတို့မဟုတ်ပါဘူး၏ညီတို့ထက်တက်ကြွနဲ့အောင်လန်းကောင်ရောက်လာမှဆိုးတာကြောက်ပါ၏တင်းကညီတို့ကိုအနိုင်ယူပြီးတော့ညီတို့ရဲ့ပညာနဲ့မကောင်းတဲ့ကိစ္စတွေကိုလောက်လာမှဆိုးလို့ဘွားတို့ဘက်ကလက်ဦးမှုယူထားရတာပါရှင်မပန်းထားနဲ့မပန်းများတို့မှအံဩသွားချလိမ့်တယ် ါဆိုရင်အမေကြီးတို့ကကျိုးတို့ကိုတတ်ချင်နေတာမဟုတ်ဘူးပေါ့မဟုတ်ရပါဘူးဤမပန်းထားနဲ့မပန်းများတို့လေဝါမဲ့စိန်တို့လာရသည့်အကြောင်းကိုတည်သွားခဲ့ကြတယ်ဒီဒီလိုဆိုရင်တော့ကျိုးတို့အိမ်ကိုလိုက်ခဲ့ကြပါအိမ်ရောက်မှဆက်ပြောကြတာပေါ့အမေကြီးရေဝါမဲ့စိန်တို့ကိုမပန်းထားတို့ကသူတို့ဤအိမ်သို့ခေါ်သွားလိမ့်တယ်ကျိုးတို့ကအမေကြီးတို့ကိုအရင်လာနေကြအောက်လန်း အထက်လန်းဆရာတွေလို့ထင်ပြီးတော့ရံပြူးမိတာပါတော့ရပါတယ်အေးရပါတယ်ဒါပေမဲ့ညီတို့ရဲ့ပညာကိုတလွယ်မသုံးနိုင်အောင်တော့ဝါဘက်ကလှုပ်ရှားကြည့်တာလုံးမရလိမ့်မယ်ဤရှင်မပန်းထားနဲ့မပန်းများတို့အံဩသွားကြလိမ့်တယ်တယောက်မျက်နှာတယောက်ကြည့်ပြီးနောက်မပန်းလှကကျုပ်တို့အနေနဲ့အမေကြီးတို့ကိုမရှင်းနိုင်တာတော့လက်ခံပါရဲ့တို့ဒါပေမဲ့အမေကြီးဘက်ကကျုပ်တို့ညီမကိုဘလို့များလှုပ်ချင်နေရလဲရှင် တခြားတော့မဟုတ်ပါဘူး။ညီတို့ရဲ့ပညာကိုမကောင်းတဲ့နည်းတွေသုံးပြီးတော့မကောင်းတဲ့စိတ်နဲ့လူတွေကိုဒုက္ခမပေးပါဘူးလို့တစ္ဆာရည်လီတောက်ပေးယုံနေမှာ။ဝါမက်စိန်ကထိုကဲ့သို့ပြောတော့အခါမပန်းနှာမှာစဉ်းစားနေကြလိမ့်တယ်။ခဏများကြာလီတော့ညီမနှစ်ယောက်လုံးကောင်းချင်း၍ဒါဆိုရင်ကျုပ်တို့တစ္ဆာပြုပါမယ်။ဆိုကပြောကြလိမ့်တယ်။တို့ကဘွားမဲ့စိန်လေမပန်းထားတို့ကိုတစ္ဆာကြီးတိုက်တော်တယ်။ကဲတိုက်ဆူကြပြီတော့ ရှိရှိသမျှအရာခသိန်းတို့နှင့်တက်တည်တည်ပါ रे ကျုပ်တို့ရဲ့ပညာကိုမကောင်းတဲ့နည်းမကောင်းတဲ့စိတ်များဖြင့်ခုနှစ်ရသားသမီးတို့အပေါ်အတုံးချမိခဲ့ပါလေမိမိအတက်ဖြင့်မိမိပြန်၍ခံစားရပါစေသူကဘွားမဲစိန်ကပြော၍တစ္ဆာကြီးတောက်စီတယ်တစ္ဆာကြီးတောက်ပြီးရဲ့နောက်အမေကြီးတို့ကျုပ်တို့အိမ်မှာပဲတဲကြပါတော့လားကျုပ်တို့အဲ့ခံကျင်လို့ပါမပန်းလားကပြောတော့ဘွားမဲစိန်တို့လည်းလက်ခံလိုက်တယ် ။ဦးအိမ်ရှိကလူတွေကအမေကြီးတို့ရဲ့လူတွေမဟုတ်လား။မပန်းမြကပြောတော့ဘွာမဲစိန်တို့လှမ်းကြည့်လိုက်ရမောင်တို့တို့ဖြစ်နေတာသိလိုက်ရတယ်။ဟုတ်တယ်ကွ။ဘွာရဲ့သားကြီးပါ။ချင်ညိုကမောင်တို့တို့ကိုသွားခေါ်နေတယ်။မပန်းထားလို့နဲ့အချင်းချင်းမိတ်ဆက်ပေးကြပြီးနောက်ဘုံကြီးကျောင်းထိုင်ထားခဲ့သူများကိုပြန်၍ယူကာမပန်းထားတို့အိမ်လိုက်တာတဲခုကြနေတယ်။အောက်စုရွာထဲရှိလူများကလည်းဘွာမဲစိန်နဲ့ မပန်းနာတို့ညီမအเจ้าများကိုတီးပြီးရနောက်ဝမ်းသာနေကြလီရောရေအောင်လန်းစရာဒီလဲမပန်းနာတို့ညီမအเจ้าကိုတီးပြီးရနောက်ရွာတို့ရောက်လာတော့မီမဟုတ်ပြီဘာကြောင့်လဲဆိုတော့ဘွားမဲစိန်ဒီမပန်းနာတို့ကိုအနိုင်ယူခဲ့တော့ကြောင့်ပင်ဖြစ်တယ်ဘွားမဲစိန်တို့မပြန်ခင်၌အောက်စုရွာတို့ရွာသားများအားမပန်းနာတို့ညီအမကိုသူတို့ရဲ့အတက်တွေတလွဲမတုံးနိုင်အောင်လို့ဘွားကလုပ်ပေးခဲ့တယ်ဒါပေမဲ့သူတို့အပေါ်မကောင်းတဲ့သူ ကိုထီးလက်ရောက်လုံးမဲ့သူဆိုရင်တော့သူတို့ရဲ့ပညာတွေကိုသုံးနိုင်ကြတယ်ဆိုတာမမေ့ကြပါနဲ့ကွေစူကာမှားထားခဲ့လीဝါမက်စင်တို့လည်းမပန်းနာမပန်းများတို့နဲ့ရင်းနှီးသွားပြီးတောင်ထုံးရွာတို့အလဲလာဖို့ရပင်မှားထားခဲ့လीဟုတ်ကဲ့စာရေးသူယမင်းကံဘလူရဲ့ဝါမက်စင်နဲ့ကဝေမာလေးရှင်ညူပါဝင်တော့အောက်စုရွာမှာကဝေညီအမဆိုတဲ့ပရာဂမ်ဘီယာဇလန်လေးကတော့ဒီမာရင်ပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။